ကိုယ့်ရဲ့အတ္တမာနကသူတစ်ပါးအပေါ်အယူသည်ပြုတ်တဲ့ခါရဝတရားကိုယ့်ကိုယ်ကိုနှိမ့်ချတတ်တဲ့နိဝါဒတရားတွေကိုလွှမ်းမိုးသွားရင်ဘဝကအကြပိုင်းကိုဥတည်စေတော့တာပါပဲ။အဲကြောင့်ဘာမှအကြချင်းမဟုတ်တဲ့လောကကြီးမှာဘာကြောင့်အထာကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲပေါ့။တကယ်ဆိုရင်အားလုံးဟာတေးကြရအောင်မှာပဲမဟုတ်လား။ဘာမှအကြချင်းမဟုတ်တဲ့လောကကြီးမှာဘာကြောင့်အထာကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲတဲ့ တကယ်ဆိုရင်အားလုံးဟာတေကြရအောင်မှာပဲမဟုတ်လားဘုန်းကြီးကဒါကိုယ့်ကိုပြန်ပြီးဆုံးမတာပါပဲမာနတွေတခါတခါလူဟာရှာကြံပြီးတော့မာနတွေကြီးတတ်တယ်ဘာမှမရှိတဲ့လူတော်မှအမဲမရှိဘူးဆိုတဲ့မှန်မရှိမှန်ချို့ကပြောလေပြောတာတည့်ရှိတယ်အိုးတို့ကမရှိတာမရှိတာဒါမျိုးဘယ်တော့မှမလုပ်ဘူးဆိုတာဒါလည်းမရှိမှန်ပဲမရှိမှန်ဒါကြောင့်ဘုန်းကြီးတို့ဗမာစကားမှာသရောင်းသားထမင်းဝါတော့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါကြီး မရှိမှမယ်မာနဆိုတာကလူကိုရှာကြမ်းပြီးတော့သူကလည်းပဲဒုက္ခပြီးတဲ့သဘောပဲမာနကမလဲဆရာတော်ဘုရားကြီးက မာနကြီးကခွေးမြေပမာမြည်စွတ်ပါရှင်ထောင်ကမတ်တသုံးမကြဘူးမာနကခွေးအမိလိုပဲတဲ့ထောင်နာထောင်နာအသုံးမတည့်ပါဘူးတဲ့ဘယ်နေရာမှအသုံးမတည့်ဘူးမာနက ဘုန်းကြီးကိုရီးယားမှာဆိုရင်တော့မဲခွေးသားတွေရောင်းတော့ခွေးမီးတုပ်မရှိစော်ယူတော်တော်အရသာရှိတာပဲကိုရီးယားမှာကိုရီးယားအတွေ့အကြုံလေအဲ့ဒါဘုန်းကြီးကကိုရီးယားမှာနေသာသနာပြုတော့ကိုရီးယားတက္ကမကြီးတယောက်ကအဲ့ဒါလာပြီးတော့ရှောက်တယ်စနင်းမာရှင်နုံဂိုဂီသာသရိကေယခချိကပ်ရှိတာဆိုပြီးလာရှောက်အတိဘေကစနင်းရှင်မယားမာရှင်နုံဂိုဂီသာသရိကေယအရသာရှိတဲ့ဟင်း ဆုံးကတ်ချင်ပါတယ်ဗျာကတ်ချီကတ်ရှိတာလာပါဗျာဆိုလာပင်တော့ဘုန်းကြီးကအဲ့သူနဲ့ပါတော့ဘာသားလည်းမသိဘူးစိတ်ကဘိုးရောက်တော့ခတ်ဝေးရလမ်းမိမိတော့ဆိုင်တွေ့မှလန့်သွားတယ်ဘာရေးထားလဲဆိုဂဲခိုဂီဂျစ်လို့ရေးထားဂဲဆိုတာခွေခိုဂီဆိုတာအသားဂျစ်ဆိုတာအစားစားတော့ဆိုင်ခွေသားအယောင်ဆိုင် ခွေသားအယောင်ဆိုင်ဟာမရှိစော်ရိုးတဲ့စားကြည့်ပါတဲ့အရသာရှိတယ်ဗျာဟာခွေသားစားလို့မရဘူးခွေမိတော့က တကယ်မရှိစော်ရိုးတဲ့ဟာရှင်မြတ်ခွေးမိတို့ကတိတ်ရတာရှိတာဗျာဖို့ပြပါဗျာလာလျှောက်လို့ဘုန်းကြီးကအော်ခွေးရအစမပြေဘူးဘုန်းကြီးတို့မစားကောင်းတဲ့အသားတွေပါခွေးသားလည်းပါတယ်ဘုန်းကြီးတို့ဗမာပြည်ကလူကြခွေးသားမစားဘူးလို့တော်တော်ညင်းယူပါပြောကျင်တာကမလေးဆရာတော်ဘုရားကြီးကမိန်တယ်မာနာကြီးကခွေးမိပါမှာမီစွတ်ပါရှင်ထောင်ကမတ်တာသုံးမကြဘူးဆိုတော့မာနာခွေးမိလို့ပဲထောင်တာထောင်တာ အသုံးမကျဘူးဆိုတဲ့ဇာတ်ကတော့ကိုရီးယားမှာချွင်းချက်အနေနဲ့တောင်ထားမလို့ဖြစ်နေတယ်ကိုရီးယားမှာ ခွေးမီတော့ကတော်တော်အရသာရှိတာပဲအဲ့ပြောချင်တာကဘုန်းကြီးတို့လူတွေမှာအရှိတရားတရင်ငါအရှိတရားကိုအကြောင်းပြုပြီးတော့မာနတွေရှာကြံတက်တာကိုပြောတာငွေရှိတဲ့သူကလည်းငွေကိုအကြောင်းပြုတော့မန်တက်ယာတုရှိတဲ့သူကလည်းယာတုကိုအကြောင်းပြုတော့မန်တက်ဂုံရှိတဲ့သူကလည်းဂုံကိုအကြောင်းပြုတော့မန်တက် လူဟာမာနကြောင့်ကိုယ့်ကိုအထင်ကြီးသွားတာမာနကလူကိုအထင်ကြီးစေလူကကိုယ့်ကိုအထင်ကြီးပြီဆိုတာနဲ့သူတစ်ပါးကိုအလိုလိုအထင်သေးသွားတာဒီစကလုံးလေးသေချာတွေးကြည့်တော့လေပဲအမှန်ဘုန်းကြီးတို့ကစကလုံးနေနဲ့ပြောတာပြောတာတိတ်အထင်မကြီးနဲ့တိတ်အထင်မကြီးနဲ့အထင်မကြီးနဲ့အထင်မသေးနဲ့ဆိုတဲ့စကလုံးမှာသေချာဒီစကလုံးလေးကို analyze လုပ်ကြည့်သေချာခွဲခြမ်းစိတ်ဖြာခြင်း အထင်ကြီးတယ်ဆိုတဲ့စကားလုံးမှာအထင်ဆိုတာတကယ်မှမဟုတ်တာအထင်ဆိုတာတကယ်မှမဟုတ်တာထင်းနေတာ ਉਹ သူအထင်ကိုကြီးနေတာသူတကယ်မဟုတ်တဲ့ဟာကြီးကိုတကယ်ထင်ပြီးတော့မာဝင်နေတာအဲ့ဒါထင်ကြီးတယ်ခေါ့အထင်ဆိုတဲ့စကားလုံးကထင်းနေတာအမှန်တကယ် not real artificial ပဲအတုပဲအဲ့အတုကိုအထင်ကိုပဲအမှန်ထင်ပြီးတော့အဲ့ဒါ ဟိုမရှိတာကိုရှိတရားရောနော်မရတာကိုရတရားရောအတော်ဆိုးတာအဲ့တော့အထင်ကြီးတယ်ဆိုတာတကယ်မဟုတ်တာကိုတကယ်အဟုတ်လို့ပြီးတော့ဖြစ်နေတဲ့သဘောကိုအထင်ကြီးတာပဲအဲ့အထင်ကြီးပြီးသူကကိုယ့်ကိုအထင်ကြီးလိုက်တာနဲ့သူများကိုကြည့်ရင်အထင်သေးသွားတာ look up ဖြစ်တယ်နဲ့ look down ဖြစ်သွား look down on ဆိုတာကိုယ့်ကို look up မာနရဲ့ကြီးသွားတာ proud ဖြစ်သွားတာနဲ့သူတစ်ပါးအပေါ်မှာ look down on အထင်သေးသွားတာ အတ္တမာနကြောင့်သူတစ်ပါးအပေါ်မှာအထင်သေးသွားတဲ့လူတစ်ယောက်ပါ ကိုယ့်ကိုအထင်ကြီးလိုက်တာနဲ့သူတစ်ပါးကိုအထင်သေးတဲ့လူတစ်ယောက်မှာမာနကြောင့်ဘာဖြစ်သွားလဲဆိုတော့ကာရဝတရားလည်းမရှိဘူးမပေးနိုင်ဘူးဒီလို the respect မပေးဘူးမာနကြီးတဲ့လူက respect မပေးဘူးဆိုရင်ကာရဝတရားမထားနိုင်ဘူးဆိုရင်သူ့ရဲ့စန့်ကျင်ဘက်နိဝါဒနိဝါဒကနှိမ့်ချတာ ဃာရဝပဋ္ာနိုင်မှုဆိင်နှိမ့်ကြာလည်မလု်နိုင်တော့ဃာရဝစာနိဝါဒောစာတန်တုတ်ထိဆာကတိညုတာ မင်္ဂလာတုံးမှာလာပြီလားဃာရဝစာအယုသေးပေးတာနိဝါဒစာနှိမ့်ချတာမင်္ဂလာပဲမင်္ဂလာဆိုတာ an auspiciousness ပဲတိတ်ပြီးတော့ကုသိုလ်တိုးစီတဲ့အရာကိုမင်္ဂလာလို့ခေါ်တာမာနကိုအကြောင်းပြုတော့လူတွေဟာလေတယောက်နဲ့တယောက်ဟိုဃာရဝတွေမထားနိုင်ဘူး အယုသေးတွေမပေးနိုင်ဘူးကိုကိုနှိမ်ချတဲ့နိဝတတွေမလုံနိုင်တော့ဘူးဆိုရင်မာနကြောင့်သတ္တဝါတွေမှာအဲဒီမောင်မားမှုတွေဖြစ်ကုန်တော့တာရောမလို့မာနကို အခြေခံရင်မင်္ဂလာတွေပျောက်တယ်ကာရဝမင်္ဂလာလည်းပျောက်တယ်နိဝတမင်္ဂလာလည်းပျောက်တယ်ကျန်တာတော့မသိဘူးအဲဒီဘုန်းကြီးမင်္ဂလာပျောက်တာတခါကတရားတွေမှာထဲ့တယ်ဟောမင်္ဂလာပျောက်တာကနှုတ်ဆက်တာအစမင်္ဂလာပါဆိုတာတွေတော့ပျောက်ပျောက်ကုန်တာတော်သေးတယ်အခုဓမ္မစကူးတွေပေါ်လာတော့အဲ့ဒါလေးပြန်ပေါ်လာ တခါတော့ဘုန်းကြီးတရားပွဲကိုရီးယားဆရာတော်ဆိုပြီးသူကလူတွေကဖုံမအညောင်းဟာဆေးရုံမယ်သူကမင်္ဂလာပါလို့မနှုတ်ဆက်ဘူးအညောင်းဟာဆေးရုံကိုရီးယားဆရာတော်ဆိုကိုရီးယားလို့နှုတ်ဆက်တာသူတို့ကတရားပွဲတည်းမှာအသက်ကြီးတကမာကြီးရရှေ့ရနေဖုံဖုံနဲ့အာအညာဆေးရုံတဲ့သူကမပီကလာပီကလာအညောင်းဟာဆေးရုံတော့မဟုတ်ဘူးသူကအညာဆေးရုံတဲ့အညာဆေးရုံမလုပ်ပါနဲ့လို့အညောင်းဟာဆေးလို့မနှုတ်ဆက်နဲ့မင်္ဂလာပါလို့နှုတ်ဆက်ပါဘုန်းကြီးပြောပြတယ် မင်္ဂလာဆိုတာကိုယ်စကားပဲမင်္ဂလာပါလို့နှုတ်ဆက်တာနဲ့အညောင်းဟာစီလို့နှုတ်ဆက်တာဘယ်ဟာကကုသိုလ်တိုးမလဲသေချာစဉ်းစားကြည့်အညောင်းဟာစီလို့နှုတ်ဆက်ရင်အိုပါရင်တော်တော်မြင်တာအိုပါစိတ်တွေမြင်တော့အကုသိုလ်စိတ်ပဲဖြစ်မှာပဲအိုးမင်္ဂလာပါလို့သာနှုတ်ဆက်ကြည်စမ်းမင်္ဂလာပါဆိုတဲ့စကားလုံးလေးကမင်္ဂန်ပါပန်းလုနာတိစိန်တတိတိမင်္ဂလာ ဘာပံမကောင်းမှုအာဟုသူကို လူနာတိစိန်တတိတိပယ်ဖြောက်ပေးတတ်တဲ့အတွက်ကြောင့်မင်္ဂလံမင်္ဂလာလို့ခေါ်တယ်။မကောင်းမှုအာဟုသူကိုပယ်ဖြောက်ပေးတာ မင်္ဂလာဆိုတော့မင်္ဂလာလို့ပါဇက်ထက်ပြောလိုက်တာနဲ့အိုးကုသိုလ်တစ်ခါတိုး။ကုသိုလ်တစ်ခါတိုးဒါကြောင့်အလေးချင်းနေလို့ဖြစ်အောင်ခွေးနှုတ်ကဓမ္မစကူးလေးတွေမှာ ကလေးတွေကသင်ပေးလိုက်တော့ဓမ္မစုလူငယ်လေးတွေကကလေးတွေကဒါလေးတွေပေါ့အလေးကျင့်နေရဘုန်းကြီးတွင်ဘုန်းဘုံမင်္ဂလာပါဖေဟာမင်္ဂလာပါဖေဟာမင်္ဂလာပါစကားလေးတွေနဲ့ကျင့်တ်เสียဝမ်းသာเสဖြစ်တာအေးသင်လို့မတတ်တာတော့လူကြီးတွေပဲလူကြီးတွေကမင်္ဂလာပါအလေးကျင့်မရှိတဲ့အခါကျဘုန်းကြီးကတခါကကြောင်းဒကာကြီးတွေတက်လာဒကာမကြီးတွေတက်လာကိုကစပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်ပေးတယ်ဒကာကြီးမင်္ဂလာပါဆိုတော့တင်မဖေဟာဆိုထိုင်တော့ တကမာကြီးမင်္ဂလာပါဆိုတဲ့တင်မဖေအမေသူ့နာမည်ခေါ်တယ်ဗျာမှန်တော့မင်္ဂလာပါဆိုမင်္ဂလာပါလို့ reaction ကလာမှာဒါမှရောင်းသူဝဲသူအတန်တူကိုအခုတော့မင်္ဂလာပါဆိုတင်မဖေဆိုဘုံညာဗာဆက်ပြောရမှာမသိတော့ used to မဖြစ်တော့တာကိုယ်စကားပြောရမှာကြတော့ share ပြီးတော့သူများစကားကြတိတ်ပြီးတာညမပြောချင်တာကအဲ့ဒီမင်္ဂလာပါဆိုတဲ့အတန်တွေကစကားလုံးနဲ့ကိုတော့မပြောက်တင်တော့ဘူးเนาะ ပို့ပြီးတော့လက်တွေ့ဘဝထဲမှာမင်္ဂလာတရားတော်နဲ့အညီပို့ပြီးကျင့်သုံးနိုင်ရင်တော့အကောင်းဆုံးပေါ့လောလောဆယ်ဗဇက်ကကိုပဲမင်္ဂလာပါလို့နှုတ်ဆက်ရင်ဂါရဝမင်္ဂလာနိဝတမင်္ဂလာဖြစ်တဲ့အတွက်ကြောင့်မာနလေးတွေလည်းပယ်ပြီးသားဖြစ်ပါတယ်နော်ဒါကြောင့်မလို့မာနဟာတတဝါအတော်ဒုက္ခပေးတဲ့တရားတစ်ခုဒါကြောင့်ဖခင်ကကိလေသာထဲမှာထည့်ထားတာမာနဆိုတာလည်းကိလေသာပဲကိလေသာဆိုတာပူတာပဲ စိတ်ကိုပူလောင်စေအောင်လုပ်ပေးတာကကိလေသာတရားဆိုစိတ်ကိုပူလောင်စေတာလောဘဖြစ်ရင်ပူတာပဲဒေါသဖြစ်ရင်ပူတာပဲမောဟဖြစ်ရင်ပူတာပဲမာနဖြစ်ရင်လည်းပူတာပဲမာနကြီးလို့အေးချမ်းမယ်တော့မထင်နဲ့မာနကလည်းပူတာပဲဆိုတော့အဲ့ဒီမာနနဲ့သေလို့ရှင်ဖခင်ကမာနကြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့အမျိုးဆက်နှိမ့်ကြတတ်တယ်တဲ့မာနနဲ့သေရင် ဘဝနှိမ့်ကျအစစ်နှံနှိမ့်သွားတယ်။ဟိုးဘုရားလက်ထက်ကဇတ်တော်တစ်ခုမှာအတ္တကဆိုတဲ့ရှင်ဘီရင်ကြီးတူရှိအဲ့ဒီရှင်ဘီရင်ကြီးမှာမိဖုရားကြီးတအိုးရှိတယ်ဥပ္ပရိဆိုတဲ့မိဖုရားကြီးဒီမိဖုရားကြီးကတော်တော်ချောတာတော်တော်ချောတော့ तू ကသူ့အလမှန်တက်သွားလား तू ကချောနေတဲ့အခါကျတော့အိုးအလကုန်တဲ့င်းကလည်းကြောငယ်ကလည်းငယ်မိရင်ကြီးရဲ့မိဖုရားကောင်ကြီးဆိုတော့ तू ကအဲ့ဒီအလမှန်တဲ့ မြောက်ကြွမြောက်ကြွဖြစ်တယ်အဲ့ဒီမန်ကလည်းဆိုးတာမာနတဲ့ကြီးတဲ့လူကလည်းကြီးတယ်ဆိုတဲ့မန်ရှိတာဝေယမန်ဆိုတာကြီးလို့ဖြစ်တဲ့မန်အသက်ငယ်တဲ့သူကလည်းပဲယုပနာမန်ဆိုငယ်တယ်ဆိုတဲ့ဂုံနဲ့မန်တက်တာဟောလှတဲ့သူကလည်းလှတယ်ဆိုတဲ့မန်အဲ့ဒီမိဖုရားကြီးက तू လှတယ်ဆိုရင်အဲ့ဒီအလှမန်လေးနဲ့တက်နောက်တော့မိဖုရားကြီးကတိတ်လှနေတဲ့အချိန်မှာဆုံးသွားတာတေးသွားတာ မိဖုရားကြီးနဲ့ရဆန်သွားတော့သူမာနကြောင့်တည်သွားတာဘယ်ဘဝရောက်သွားလဲဆိုတော့လေနောက်ချီးပို့တို့ဘဝရောက်သွားမာနကတိစ္ဆန်ဘဝရောက်သွားအရှင်မင်းကြီးကသူ့မိဖုရားကြီးကိုတားချစ်တော့မိဖုရားကြီးတည်တဲ့နောက်ပိုင်းမှာအလောင်းကိုချက်ချင်းမကြသေးဘူးမိဖုရားကြီးယောက်လက်ကြီးကိုជីជីပြီးတော့သူ့မှာမစားနိုင်မစောင့်နိုင်ပူဆွေးတော့ကလည်းဖြစ်ဆွဲလန်းတာဆွဲလန်းတော့ဘုကြီးမရရရှင်မင်းကြီးရဲ့ဒီ ရာဂမိကိုဘလို့ညှိရင်ကောင်းမလဲနောက်တော့ဖရာလောင်းရှင်ရသေးကတောထဲမှာတရားအထုတ်နေရှင်ရသေးတပါးရှိတာကြားသွားတာအဲ့ဒီရှင်ရသေးကဘဝတွေကို မြင်နိုင်တဲ့တကိုးရထားတာဗိညာဉ်ရထားတာရှင်မင်းကြီးရသေးတပါးရှိတယ်ဖရာလောင်းရသေး तू ကတော့ရှင်မင်းကြီးရဲ့မိဖုရားကောင်ကြီးဘယ်နှရောက်တယ်ဥပရိမိဖုရားကြီးဘယ်ဘဝရောက်တယ်ဆိုတာပြောပြနိုင်တဲ့သဘောရှိရှင်မင်းကြီးသိတ်ဆွဲလိုက်နေအဲ့ဒီရှင်ရသေးသွားမေးပါလား ာအဲ့ဒါကောင်းတယ်ငါမိဖုရားကြီးသိကျင်တာပဲရောက်နေလဲအဲသွားမေးတဲ့အခါကျတော့မှဘုရားလောင်းယသိကတကိုးနဲ့ကြည်တယ်ဘေးကြီးနဲ့ကြည်တော့ရှင်မင်းကြီးစိတ်တော့မကောင်းဘူးရှင်မင်းကြီးရဲ့မိဖုရားကောင်းကြီးကဟိုနောက်ကြီးဘုံထဲမှာနောက်ကြီးဘိုးတို့အမကြီးဖြစ်နေတယ်နောက်ကြီးဘိုးတို့ဖြစ်သွားတယ်ဆိုအာမဖြစ်နိုင်ဘူးဘုရားဒီလောက်ချောမောလှပါတယ်တပိတော့မိဖုရားကြီးဘာဖြစ်လို့ဒီဘုရားရောက်သွားအเจ้าကိုမရှိဘူးမယုံရင်ခေါ်ပေးမယ်ဆိုပြီးဘုရားလောင်း ရှင်ရဲ့အသေးကအဲ့ဒီမိဖုရားကောင်ကြီးကိုတကိုးနဲ့ခေါ်တော့မိဖုရားတဖြစ်လဲဥပရိနောက်ကြီးပုရမကြီးအဲ့ဒါတက်လာနောက်ကြီးပုံတော့ကုန်း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 တက်လာနောက်ကြီးပုံပေါ်တက်လာတက်လာတော့မှစကားပြောကြည့်ပါဆိုတော့အတကဘင်းကြီးကမေးကြည့်တယ်ဥပရိမိဖုရားကြီးဟုတ်လားဟုတ်ပါတယ်ရှင်မင်းကြီးဟာဘာဖြစ်လို့အဲ့ဒီဘဝရောက်သွားတာလဲကျွန်တော်မျိုးမလူဘဝကမာနကြီးခဲ့လို့ဒီဘဝကိုရောက်သွားတာပါရှင်မင်းကြီးဆိုတော့ယုံသွားတာဩမာနကဘဝအစင်နှိမ့်သွားတာပဲ ဋိဆန်ဘဝကိုတော့ရောက်သွားစီတာပဲဆိုပြီးတော့တခုသိကျင်တာရှိတယ်အတကဘယင်ကြီးကလူဘဝတော့ငါမိဖုရားကြီးကလည်းငါ့ကိုသိချစ်တယ်ငါကလည်းပဲမိဖုရားကြီးကိုသိချစ်တာအဲ့တော့ဟိုဘဝရောက်သွားတဲ့အခါမှာကောငါ့ကိုအရင်လိုမြန်ချစ်သေးရဲ့လားသိကျင်တာဘယင်ကြီးကသိကျင်တော့မိဖုရားကြီးကိုမေ့တယ်ဥပရိမိဖုရားတစ်ဖြစ်လည်းတော့ကြီးပုရုမ ိဘရားကြီးလူဘွားတော်ကချစ်တယ်လို့ငါ့ကိုအခုဒီဘွားမှာချစ်သေးရဲ့လားဆိုတော့ဘုပ္ပရိမိဘရားကြီးတဖြစ်လဲတော့ရှိဘိုးတို့မကြီးကပြန်ပြောရှင်မင်းကြီးစိတ်တော်မကောင်းပါဘူးလူဘွားတော်ကအရှင်မင်းကြီးကိုအသက်နှစ်အမြ်ယနေ့သေးကြပါမှာချစ်ပေမဲ့အခုဒီဘွားရောက်တဲ့အခါဆိုရင်တော့ရှင်မင်းကြီးထဲတဲ့နောက်ချီးပုံတွေကနောက်ချီးဘိုးတို့အထီးကိုပို့ပြီးတော့ချစ်ပါတယ် အဲ့ဒါသွားတာပဲအတကပေးကြီးတံဝေကရဟာတော်ပြီငါကတော့ချစ်လိုက်ရတာเนาะဒီကချစ်လိုက်ရတာမင်းမသိပဲပချင်းဆိုအဲ့ဒါဒီနေမှာငါကတော့ချစ်လိုက်ရတာ तू ဟောဘွားမှာတယောက်နဲ့ပြောနေပြီဆိုတော့တံဝေကရတရားတွေပါရပြန်သိဩအဲ့ဒါလေးစဉ်းစားကြည့်တော့တခါတခါလူတွေမှာအစွဲလန်းကိုကတော့စွဲလန်းရတာကိုကတော့ချစ်လိုက်ရတာကိုကတော့တံမိုးထားလိုက်ရတနည်းအားရောက်တော့လူတွေမှာဘာဇောရှိလဲဆိုတော့ ဘဝနိကန္တိက လောဘဇောဆိုတာရှိရောက်တဲ့ဘဝမှာပျော်တတ်တဲ့စိတ်ကလေးယောက်ကသားကတော့ तू ကမပျော်ဘူးတပတ်နှစ်ပတ်တလားလောက်နေသွားအဲ့နေရာလေးမှာအထိုင်ကျသွားမယ်အဲ့လုပ်ငန်းလေးမှာပျော်သွားတာအဲ့နေရာလေးမှာပျော်သွားတာဟောဒါကြောင့်မလို့အမေသရောင်းစားလဲသရောင်းစားဘဝက तू ဟာတောင်းလို့ရရနေပျော်နေတာဘဝနိကန္တိက လောဘဇောဘုရားလောက်တဲ့လူလဲသူတို့ဘဝတွေမှာအဲ့ဟာလေးနဲ့ပျော်နေတာဟောကြက်တွေငှက်တွေဝက်တွေ တ်ခါမှသိတာပဲပြပြမဲ့လည်းကြက်ချန်ထဲမှာပျော်နေတာဝက်ချန်ထဲမှာပျော်နေတာဘဝကိုတက်မဲ့တက်တဲ့လောဘဇောဟာလေတတ္တဝါတွေကိုရောက်ရဘဝမှာပျော်စေတာဆိုတော့အတကရှင်ပင်ကြီးရဲ့မိဖုရဲ့ခေါင်ကြီးမာနနဲ့တည်နောက်ချီဘိုးတို့ဘဝရောက်သွားပြီမဲ့အဲ့ဒီဘဝမှာနောက်ချီဘိုးတို့အထီးကိုဆွဲလန်းမှုနဲ့ပျော်နေတာဆိုတော့ကိုယ်ဒီမှာအဲ့ဒီမာနဒီမာနကိုအကြောင်းပြုပြီးတော့ မာနခံတဲ့သူတွေသေသွားရင်ဘဝအစ်စ်နေနေဆိုတာလေးသိရနော်လူဟာကိုယ့်ကိုမာနကြီးသွားရင်သူတဘာကိုအလိုလိုအထင်သေးသွားတာသူတဘာကိုအထင်သေးသွားတာထင်သေးတော့အယိုးသေးတွေမပေးနိုင်ဘူးနှိမ့်ကြတာတွေမလုံနိုင်ဘာဖြစ်လို့မာနကြီးတာလဲခုနက အထင်ကြီးသွားတာမရှိတဲ့အရာကိုအရှိလို့ထင်သွားတော့လူဟာတရားပြောက်ပြီးတော့ဘဝကြီးမှောက်သွားတဲ့သဘောရှိတယ်ဆိုတော့မာနက ရှော့ချနိုင်မှဘဝမှာအဆင့်တန်းမြင့်ပြီးတော့နေရတဲ့ဘဝပျော်တယ်မာနကြောင့်ကောင်းနေဆိုတာတနည်းအားမှမရှိတို့မာနကြီးသွားလို့ဟေကောင်းကျိုးတွေရသွားတယ်တို့မာနကြောင့်တို့ဒီလိုအောင်မြင်မှုတွေရသွားဘမမှမရှိလူအောင်ကျိုးလို့လူပြိမသေးဘူးဆိုတာပဲမာနခံတော့ဟိုယိုသေးပြရမှလည်းမပေးနိုင်လို့အခွင့်အရေးတွေဆုံးရှုံးသွားတာလည်းရှိတယ်မာနကြောင့်မာနသိကျင်တရားတော်မရဘူး ရမရဘူးဘုရင်တို့အကတာဝကကြီးရှင်သာရိပုတ္တရာနဲ့မဟာတာဝကဖြစ်တဲ့အရှင်နုရုဒ္ဓမထေရရှင်နုရုဒ္ဓမထေရရှင်သာရိပုတ္တရာကမြတ်စွာဘုရားရှင်ပြီးညံတော်အကြီးဆုံးမထေကြီးပဲအကတာဝကကြီးရှင်နုရုဒ္ဓမထေရလည်းမဟာတာဝကရဲမှာပါမထေကြီးပဲဒါပေမဲ့ရှင်နုရုဒ္ဓမှာဗာလိခန့်နေဆိုတော့ဟိုအဲ့ဒီဟာလေးမာနာလေးတစ်ချက်ခံတယ်။အိုးတရားကငါအသေးချာမလုပ်သေးလို့ပါ တေချာတာအားထုတ်လိုက်ရင်ငါငါညံ့တဲ့ခဏလေးရမှာအဲ့ဒါလေးခံနေရောတရားအားထုတ်ကြည့်တရားအားထုတ်ကြည့်အဲ့ဒီမာနာလေးခံသွားတော့တရားမရဘူးဖြစ်တယ်မရဆိုရှင်သာရိပုတ္တရာမထေရကြီးနဲ့တွေ့တော့ရှင်ဖုရားကအဲ့ဒီဟာလေးခံနေတာဗျာအဲ့ဒါလေးပယ်လိုက်ရင်တရားရပါမယ်ဟောငါလို့ရင်ဖြစ်တယ်ဆိုတဲ့စိတ်ကလေးကလည်းမဖြစ်သွားတာလေအများကြီးရှိတယ်အဲ့တခါတခါအဲ့ဒီဘာမဟုတ်တဲ့ ိုအရှိတရားလေးဘာမို့အတိတရားလေးကလူကိုမန်ခံစေတော့တာတပတ်ကလည်းပဲလူတွေကဘာဖြစ်လို့မန်ခံရတာလဲဆိုတော့သဘာဝဓမ္မကို အမှန်မသိတာလဲပါဘာမှအကြာကြီးမဟုတ်ဘူးဆိုတော့ဒီအတိလေးကို နှစ်နှစ်ကာယင်ထဲမှာထိရင် ရှိနေလို့ရှင်ဘာမှအထာကြီးတွေလုပ်เสียအောင်မရှိဘူး အကြခြင်းမဟုတ်ဘူးဆိုတော့အတိလေးတွေရှိနေအထာကြီးတွေနဲ့ဟိုးမာနတွေကြီးနေကြအကြောင်းရှိအကြနဲ့အထာလူတွေမှာအထာသိကြီးတာအထာကြီးတာလဲအဲ့ဒါမာနအကြခြင်းမဟုတ်ဘူးဆိုတော့အတိကိုမရှိတဲ့အခါကျတော့အထာကြီးတွေကင်တာတွေဖြစ်ကုန်ရောဆိုတော့အော်ဘလောက်ပဲအထာကြီးတွေနဲ့မာနတွေကြီးကြီးအချိန်တန်တော့လဲပဲသူကသွားရတာပဲချိန်တန်တော့လဲသွားရတာပဲအဲ့ဒီအတိလေးရေးမှာထားမြတ်စွာဘုရားကအဲ့ ာနတွေရောကျင်ရင်တဲ့အဲကိလေသာတွေရောကျင်ရင်ဘာကမ္မထံအထုတ်တင်တယ်လဲဆိုရင်တဲ့အတုဘကမ္မထံပွားရအတုဘကမ္မထံပွားရတယ်ပြီးရင်မရဏနုတ္တိသေခြင်းတရားကိုဆင်ခြင်းအဲဒီနှစ်ခုပွားအတုဘကမ္မထံအတုဘဆိုတော့သူဘကတင့်တယ်တာအတုဘကမတင့်တယ်တာလူတွေကသေသွားမ အတုပလို့ထင်တာသေသွားမှမတင့်တယ်ဘူးလို့ထင်တာအမှန်ကတော့မသေးခင်နဲ့အတုပကြီးဖြစ်တာဒီယုတ်ကဒုတရားကဒုတရားအမဲတင့်တယ်လိုက်တာလှပလိုက်တာချောမလိုက်တာကိုထင်နေတာဒီယုတ်တရားကြီးတကယ်တမ်းကျတော့ဒီယုတ်တရားကလည်းပဲမသေးခင်တည်းကိုကပုတ်နေတာသူ့ဘမဟုတ်ဘူးအတုပမတင့်တယ်မယုံရင်လည်းကြည်ကြည်ကိုယ်ခန္ဓာကိုကြီးနှစ်ရက်သုံးရက်လောက်မှရေမချိုးချင်ဟုတ်နာစော မတင့်တဲ့လက္ခဏာအကုန်ပြလူတွေမှာခန္ဓာကိုယ်မှာအပေါက်တွေရှိတယ်ဒွါရ၉ပေါက်တေချာတွေ့ရင်အဲ့ဒီအပေါက်တွေပါလေရှိသမျှအပေါက်တွေက ထွက်သမျှအရေးခုနတခုမှမရှိဘယ်အပေါက်ကပဲထွက်ထွက်နော်မျက်စိကထွက်တယ်မျက်ရည်မကောင်းနှာခေါင်းကထွက်တယ်နှာရည်လည်းမကောင်းဘူးတခါခါဘုန်းကြီးတို့များနှာစည်းမြင်ဆိုရင် ကိုနှကောင်းအထွက်တဲ့နာရီကိုနော်ပြိသက်ရှိမှဆိုပြန်ပြန်မျိုးချရတာရှိတယ်။အော်ထွေးကမရှိ။ဒီအဖို့ကိုပဲပြန်ပြန်မျိုးရတာ။နှကောင်းကထွက်တဲ့အေးလည်းမကောင်း၊ပါးစပ်ကထွက်တဲ့အေးလည်းမကောင်း၊အာဘုတ်ရီအာဘုတ်နဲ့နာကထွက်တဲ့အေးလည်းမကောင်း။ဘယ်အပေါက်ကထွက်တဲ့ထွက်သမျှအေးမကောင်း။တခါတခါဂျိုင်းကထွက်တဲ့အေးဂျိုင်းချွေး။ဂျိုင်းချွေးလည်းပဲလူတွေကလားဟိုချွေးဒီလောက်ကြီးမနံဘူး။ချွေးကလည်းနံတာပဲ။ ခိုင်းကတွေ့တဲ့ချွေပိုးတော်နန်းတဲ့နန်းလဲနန်းနဲ့ငန်းလဲငန်းနဲ့ချွေရငန်းတဲ့သဘောရှိတာတခါခါလေးသူတွေမှာတတိပြောင်းတယ်နန်းလဲနန်းနဲ့ငန်းနဲ့ငန်းနဲ့ဆိုတာသိရတာနဲ့တခါတခါတနေ့တနေ့ဘုန်းကြီးတို့ကိုယ်တိုင်မှာပဲကိုယ့်ကိုယ်ဆုံးမအားမှာပေါ့ကိုယ်တိုင်လည်းပဲတခါကျခိုင်းထဲကိုလက်ကလေးထိုးထိုးပြီးနန်းနန်းကြည့်ရတာမဲတတိဘယ်နှခါမှမသိဘူး ငန်လဲငန်နဲ့နန်လဲနန်နဲ့ဆိုတာသိရသားတယ်ဒီအာယုန်ဒီမှာလူတွေမစွန့်ခွာနိုင်တာအတုပါကြီးကိုသူ့ဘလို့ထင်နေပြီးခြိုက်တဲ့လက်ကလေးထိုးထိုးရေမချိုးကလေးတစ်ခါရေချိုးပြီးတော့လည်းတစ်ခါနှာခေါင်းလေးရှုံ့ရှုံ့ပြီးတော့နန်လိုက်ရနန်မန်းသိရသားနဲ့နေတိုင်းနန်ပစ်တာအော်အပုတ်ကောင်ကြီးအတုပါဆိုရင်အဲ့ဒါပဲအဲ့ဒီသဘောကိုသေချာနှစ်နှစ်ကသိသွားရင်ဘာမှမာနကြီးစရာမရှိဘူးအတုပါမတင်သေးဘူးဒီလိုလေးတွေ့ အသက်ရှင်နေတော့တင့်တယ်လို့ထင်တာအဲ့ဒါရင်ဒီတိုင်းထားရင်မတင့်တယ်မတင့်တယ်ဘုရားလက်ထက်ကတိရိမာဆိုတာဟိုပြည့်တန်စာတိရိမာကတော်တော်ချောတာအလုံးအမတန်ချောပေါ်တဲ့ဟိုပြည့်တန်စာပြည့်ရဲ့တစားတပွဲဖြစ်တဲ့အဲပြည့်တစားတကမလေးတယောက်တိရိမာတော်တော်ချောတာပဲသူရဲ့အလတ်တရင်ဂုံတရင်ကြောင့်အတိုင်းတိုင်းပြည်ပြည်ရ မင်းညီမင်းသားတဲ့သူနဲ့ပြောပါဖို့ဘုခင်လောက်ရတာဥမာကြာကြီးခါကြံရှုတဲ့နှစ်လောက်ကြိုပြီးဘုခင်လောက်ရတညတာခံစားဖို့အိပ်ဖို့သီရိမာအဲ့ဒီသီရိမာရဲ့ခုံတဲ့ရင်သီရိမာကပထမတော့ဗုဒ္ဓဘာသာမှာနောက်တော့ဘုရားနဲ့တွေ့ဗုဒ္ဓဘာသာဖြစ်သွားတော့ဘာသာတရားကိုတော်တော်ကြည်ညိုသွားနေတိုင်းနေတိုင်းတန်ခါ၈ပါး၈ပါးစွန်အလှဲ့နဲ့လောင်းလာတန်ခါတွေစွန်လောင်းလာသီရိမာရဲ့ခုံတဲ့ရင်ကိုယဟန်လေးတစ်ပါးကလည်းဆွဲသွားတာ သီရိမာချောတာပဲဆိုမမြင်ဘူးပဲနဲ့လေသူကအဲ့သီရိမာကိုဆွဲသွားတာအဲ့ဒီယဟန်တော်လေးကဆွဲသွားတော့တနေ့တော့သူအလှဲ့ကြဆွန်းကန်သီရိမာအိမ်ကိုကြွဖို့အလှဲ့ကိုစောက်တယ်သူအလှဲ့လဲကြာရောသီရိမာအိမ်ကိုသူပါသွားတာဟိုမှာကျမ်းမာရင်မကောင်းတော့ဆွန်းအောင်မှာအတွဲလေးနဲ့အိမ်အဖော်လေးနဲ့တွဲပြီးတော့လောင်းရတာအဲ့ဒါဆွန်းကန်ကြွတဲ့ဥစဉ်ငယ်လေးကသီရိမာကိုဆွဲလန်းတဲ့ဥစဉ်ငယ်လေးကအဲ့အိမ်ရောက်တော့ဆွန်းလောင်းတဲ့သီရိမာလေးကိုကြည့်ပြီးတော့ဆွန်းလေးလေးခံပြီးတော့ငကိုရဲဆွဲလန်းတဲ့အခန်းတက်ရှိတော့ သူ့ကိုကြည့်ပြီးတော့ဘာတွေးတယ်မှလဲအတွေးရအတွေးလေးရလေဩတဲ့သီရိမာမြကြည်စမ်းဈာမရေမကောင်းလို့ရေမချိုးနိုင်လို့ခန္ဓာကိုယ်ပြင်နိုင်မဲနဲ့မဖီးမလိမ့်ဒီတိုင်းပဲသဘာဝအတိုင်းရှိနေတာတော့မှဒီလောက်ချောနေတာဩဖီးလိမ့်ပြီးတော့ရေချိုးပြင်မြန်ပြင်လိုက်ရင်ဘလောက်များချောလိုက်မှလည်းမသိဘူးပိုဆွဲသွားတာပိုဆွဲသွားတာအတွေးတွေနဲ့ဩအတုပကိုစင်ကြီးရမှာ မစင်ညင်နိုင်မဲနဲ့အဲ့ဒါဟောဆွဲလန်းပြီးတော့အเจ้าရောက်တော့တပိတ်ဆုံးအောင်မစားနိုင်ဘူးတပိတ်ကြီးတိုင်းထားပြီးတော့ခေါင်းမိချုံပြီးအိတ်တော့လာအဲ့ဒါတိရိမာတေတော့ဘုရားရှင်သွားလျှောက်တော့ဘုရားကအော်တိရိမာကိုအเจ้าပြပြီးတော့တရားရစရာတွေအများကြီးရှိတဲ့အတွက်ကြောင့်ဘုရားရှင်ကသူ့ကိုချက်ချင်းမတကြုံနဲ့ခொနှစ်ရက်ထားခொနှစ်ရက်ပြည့်တဲ့အခါမှာအဲတိုင်းပြည်မှာရှိတဲ့လူတွေရောအကုန်လုံးမင်းကြီးမင်းသားတွေရော တိုင်းပြည်မှာရှိတဲ့ပြည်သူလူထုအားလုံးလာပါဆိုဘုရားကရှင်ဘုရင်အမိန့်နဲ့ခေါ်လိုက်တာ ဘုရားအကြောင်းမှာရှိတဲ့တန်ဃာတော်တွေကိုလည်းပဲအာသုဘဆုကြွပါဆိုပြီးတော့အဲ့ဒါတန်ဃာတော်တွေများအချင်းချင်းသတိပေးတော့ခုနကသတိမာကိုဆွဲနေတဲ့ဦးစင်းလေးရလဲသတိမာအတန်လဲကြောင်ဟာချက်ချင်းအကုန်လုံးကောက်ထားပြီးတော့သင်္ကန်းတွေကိုပြန်လျှောတပိတ်တွေခုနပုတ်သွိုးနေတဲ့ဆွန်းတွေအကုန်လုံးတုံပြီးတော့စေးကြောပြီးတော့သူပါလိုက်သွားအာသုဘရှုတဲ့နေရာသတိမာနေရာလဲရောက်လဲရောက်အဲ့ဒါသတိမာကိုလေလံပစ်တာ တိမာလေးလံပြတာအရင်တော့ငါသီရိမာနဲ့ပျော်ပါဖို့ဆိုပြီးတော့လူတွေကအကြာကြီးစောင့်ပြီးတော့ဘုကင်လောက်ရတယ်။ကဲအခုသီရိမာနဲ့သီရိမာကိုအလိုရှိတဲ့သူတွေသီရိမာနဲ့ပျော်ပါခြင်းနဲ့သူတွေကဲအားလုံးသဗ္ဗ900နဲ့တာပြီးတော့ပျော်ပါနိုင်ပါတယ်ဆိုလေးလံပြတော့အဲပျော်ခြင်းနဲ့သူလက်ညှိုးတောင်းပါဆိုဘယ်သူမှထွက်မလာဘူး။ဈေးကြီးလို့နဲ့သူတွေဈေးပြန်လျှော့ပါတယ်အသဗ္ဗ300အဲလည်းဘယ်သူမှထွက်မလာတော့။ ။ဟာတဖြည်းဖြည်းတွေဆိုဈေးတွေ discount နဲ့လှုပ်လှုပ်ပြီးတော့လေးလံပေးတာ။နောက်ဆုံးကဲတိရိမာဘုရားမနဲ့ပတ်စံမတတ်နိုင်လဲအလကားယူကြပါလို့ပြောတော့လည်းပဲတိရိမာကိုဘုရားယူမဲ့လို့မရှိတော့ဘူးဗျာ။အဲ့မှာဘုရားကတရားဟောတာခန္ဓာကိုယ်ဆိုတာအသက်ရှင်နေတော့ပြင်ထားစင်သားလို့သာလှတယ်လို့ထင်တာ။သေးသွားရင်ဘာမှအကောင်းမဖြစ်အကောင်အပုတ်ကြီးပဲဆိုပြီးတော့ အဘောကောင်ကြီးရုပ်ဆောင်ထားတာဘုရားကအာသုဘကမ္မထအာသုဘဘာဝနာတရားဟောတော့ခုနဦးဇင်းလေးလည်းပဲတိတိမာကိုဆွဲတဲ့ရဟန်းတော်လည်းပဲတရားရတော့တရားရတော့အဲ့ဒါပဲပြိတ္တေပြောချင်တာကလူတွေကငါဟာအာသုဘကြီးငါကမတင့်တယ်ဘူးဆိုတာမသိတော့အဲ့ဒီခန္ဓာကိုအကြောင်းပြုတင့်တယ်လေထင်ပြီးတော့အထင်နဲ့မာနတွေဝင်တာတေချာတွေးကြည့်ဟိုတနေ့ကစာလေးတစ်ပုဒ်ဖတ်ဘူး လူဟာတဲ့ကိုကိုတာတိတ်အထင်ကြီးနေတာတဲ့တကယ်တမ်းကျတော့လူဟာတိရစ္ဆာန်တော့တန်ဖိုးမရှိဘူးတဲ့ကျက်တွေသိရင်အိုးကျက်သားဆိုပြီးတော့ရောင်းစားလို့ရသည်ဝတ်သိရင်လည်းဟာဝတ်သားဆိုပြီးတော့ရောင်းစားလို့ရသည်စိတ်သားသိရင်လည်းစိတ်သားဆိုရောင်းစားလို့လူသေးသူ့မကိုရောင်းစားလို့မရဘူးတဲ့အကုန်လုံးအဲ့ဒါတင်ကြံကုန်ရောက်ပြီးတော့မီးတင်းကျစတဲ့ရောက်သွားတာသေးသွားရင်ဘာမှတန်ဖိုးမရှိဘူးမသေးခင်နဲ့ကပုတ်နေတဲ့ဒီအပုတ်ခေါင်ကြီးမှလေအာတုဘကမ္မထမ်းလေး မတင်တဲ့တဲ့သဘောလေးကိုဆင်ကျင်းပြီးတော့နေမယ်ဆိုရင် ကိုယ့်ကိုသိအထင်ကြီးနေတဲ့မာနာလေးတွေညော့သွားတာဖြစ်တဲ့အတွက်ကြောင့်မာနာကိုအကြောင်းပြပြီးတော့ကာရဝနိဝတာမင်္ဂလာတရားတွေလည်းညော့သွားတဲ့အပြင်ကိုယ့်ကိုယ်ကိုအာတုပကြီးလို့မထင်မဲနဲ့သူ့ပလို့ထင်နေတဲ့အထင်ကြီးမှုတည်မာနာတရားကိုအခြေခံပြီးဖြစ်တဲ့အတွက်ကြောင့်အထင်ဆိုတာအမှန်မဟုတ်တဲ့အတွက်ကြောင့်အထင်ဆိုတာထင်ယုံတတ်တဲ့ပဲဖြစ်တဲ့အတွက်ကြောင့်အရှိတရားမဟုတ်ဘူး တကယ်အမှန်တရားမဟုတ်ဒါကြောင့်မလို့အဲ့ဒီတရင်ကအရှိတရားကိုအတိတရားလေးနဲ့ကိုယ့်ဘာသာကိုစင်ကျင် ပြီးတော့မိမိကိုမာနတွေကနေလျှော့ချငါဘာမှမဟုတ်ဘူးဆိုတဲ့အတိလေးနဲ့ကိုယ့်ကိုအမြဲတမ်းစင်ကျင်ဘာမှအကြာကြီးမဟုတ်ဘူးဆိုတဲ့ဒီအတိလေးကိုလက်ကင်ထားရင်ဘာပဲဖြစ်ဖြစ်ဘာမှအထာကြီးတွေလုပ်เสียမှာမရှိပါဘူးအားလုံးဟာပြေးရင်ပြေးသွားတာပါပဲဆိုတာဒါလေးအတိလေးကိုဘုန်းကြီးတို့သူတော်ကောင်းများမိမိရဲ့နှလုံးသားထဲမှာစင်ကျင်ဘုန်းကြီးကိုယ်တိုင်လည်းပဲကိုယ့်ကိုယ်ကို ီအတိတရားလေးနဲ့ဆုံးမသူတော်ကောင်းများလည်းဒီအဆုံးမလေးတွေနိုင်ယူပြီးတော့ကိုဘွားမှာအမြဲတမ်းနှလုံးသွင်းနှစ်နှစ်ကနှလုံးသွင်းထားရမှာကငါဟာတကယ်အဟုတ်တရားမဟုတ်ဘူးအရှိတရားမဟုတ်ဘူးငါပိုင်ဆိုင်ဟာပိုင်ဆိုင်ထားသမျှဟာလည်းပဲတကယ်အရှိတရားမဟုတ်အထင်နေတာဖြစ်တဲ့အတွက်ကြောင့်ဘာမှမာနစရာမာနဝင်စရာမရှိဘူးဆိုပြီးတော့ကိုယ်မာနကိုတတိလေးနဲ့ချပြီးတော့ပြစ္ဆုတ်ပံသန္တရာကိုယ့်ကိုဆုံးမပြီးတော့အသုံးကျနှလုံးလှတဲ့သူများဖြစ်ကြပါစေကုန်တော့တည်း